ဆရာလေးကတော့ကွန်တုံးကြီးမဲမသိပဲနဲ့ဘောလုံးတင်ပြီးတော့မှုတ်လာတာခလေးတဘာဝကတော့ဘယ်သိပါမလဲလမ်းမှာတွေ့တော့လေဘူစီပေါင်းနဲ့သူ့ကိုကောက်မှုတ်တာနေမှာပေါ့မကြည့်အောင်ဆရာလေးတွေရည်လေးရည်ရတော့မသိတော့လဲနော်တကယ်ပဲအဲ့တချို့ဆရာသမားတွေနော်စားပြီးတောက်ပြီးလို့အိမ်ကမိဘတွေတိမှာဆိုတော့ဒါမှမဟုတ်တစုံတစ်ယောက်တိမှာဆိုလွတ်ပြေးရင်လေ ဝေးဝေးလက်လက်မှာလှုပ်ပြကြပါဒီရွယ်ကလေးဆိုတော့ဘာတိမှလဲဒါကွန်တုံးမတ်မတိဘူးစီပေါင်းမတ်မတိပဲနဲ့အဲ့ဆရာလေးတခွဲလုံးကတလန်းလုံးအဲ့ကွန်တုံးကြီးကိုဘောလုံးဆိုပြီးမှုတ်လာတာနော်တကယ်ဟာတလို့ပဲပြောရမလားရှိပဲရှိရမလားတော့မသိဘူးဒီရွယ်ကလေးကတော့ကွန်တုံးတော့ဘယ်တိပါမလဲနော် အဲအဲဒီကွန်တုံးလို့ပြောရင်လေကိုရင်ငငယ်တော့အမှတ်တရပေးပါမယ်သိလားကိုရင်ငငယ်တော့ဆိုရင်လေအသက်၈နှစ်၉နှစ်လောက်တော့ပါဆိုလမ်းမမလေးအဲဒီကွန်တုံးလေးကိုလေပါကင်လိုက်ကြီးတွေ့တာပါကင်လိုက်ကြီးတွေ့တဲ့ခါကျတော့အဲ့တော့ကကြတော့အဝါရောင်ထုတ်တွေလားမသိဘူး ထားလိုက်ပါတော့အယောင်ကတော့ကိုရီးယားမသိဘူးသိလားမသိပဲနဲ့လေအဲ့ကိုနိုးယူမှုတ်ပြီးတော့လေအိမ်အပေါ်ကမှလေဗတိမွေးလေးလုတ်တလို့လုတ်တာသိလားအဲ့တအိမ်လေးကိုလိုက်ပတ်ချိန်ထားတာအိမ်မကလည်းမိဘတွေကညနေကြမှပြန်လာကြတာလေကိုရီးမောင်နှမတွေပဲရှိရဆိုတော့မောင်နှမတွေအကုန်လုံးကအဲ့ကိုတုံးတုံးကြီးကိုတွေ့လဲခါလဲကြောင်ဘူးစီပေါင်းစုပြီးမှုတ်ပြီးတအိမ်လုံးချိန်ထားလာတော့ဒါအမတ်ရွာသေးတယ်သိလားအဲ့ကြမလို့ဆရာသမားတွေကိုပစ္စည်းကိုလည်းထိန်းသိမ်းထားကြပါတကယ်လို့လွတ်ပြစ်မယ်ဆိုရင်လေခလေးတွေမမြင်တဲ့နေရာလွတ်ပြစ်ကြပါလို့ ဒီမှာဂျုံဆရာလေးတွေဂျုံသူများကြည့်ရင်ရည်စရာ ਈ ဒါဆရာလေးမို့လို့တခြားသူတွေကတွေ့ရင်ကဲရဲအောင်မသိလား